ျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါ ASN Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့လာပြည့်နေ့မှာလာပြည့်ညပေါ့ဗျာနော်ညမှာကျွန်တော်တို့ဒီမက်ဇလီဘူးကိုစေပေါင်းခရတယ်လို့ဒါရှေးတုန်းကဒီအခုထိပေါ့နော်ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေယုံကြည်ပြီးတော့စားသုံးကြရတာဖြစ်ပါတယ်ကျွန်တော်တို့လည်းငယ်ငယ်လေးတွေကစားသုံးကြတာပေါ့နော်အဲကြတော့တကယ်စေပေါင်းခခြင်းတော့ တို့ဒီတံပုတ်တွေခါထားတော့ကို12ခေါက်ရွတ်ဆိုပြီးမှစာရင်တေချာပေါ့ဒါစေပေါင်းခါမှဖြစ်ပါတယ်နော်မင်္ဂလာ12ပါးနဲ့ပြည့်စုံမှဖြစ်ပါတယ်ဗျာနော်ဒါမက်ဇလီဘူးအစိမ့်ပေါ့ဗျာနော်အစိမ့်ဒါကဟိုလူတိုင်းတော့တဲ့ရင်မှတဲ့မယ်မတဲ့တဲ့လူတွေကတော့မစားတဲ့မဟုတ်နော်အဲတဲ့တဲ့လူတွေကြိုက်တဲ့လူတွေစားဖို့ရတယ်ကျွန်တော်ဒီမက်ဇလီဘူးတုတ်တဲ့လေးပေါ့နော်အရင်ဆုံးဒါမက်ဇလီဘူးအူလေးတွေကိုပွန့်ပတ်အဝါတွေမထည့်ဘူးပေါ့နော်ဒီအစိမ့်ရောင် ူးလေးတွေကိုပဲစားသုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့အဖူးတယ်မဟုတ်ဘူးဒီမက်ဇလီအရွက်ကိုလည်းကြိုက်တယ်ပေါ့နော်မက်ဇလီရွက်ကိုလည်းကျွန်တော်တို့ငံပြာရီတို့ဒီငပိရီတို့နဲ့အဲ့မက်ဇလီရွက်အနုလေးတွေပြုတ်ပြီးတော့စားရင်လည်းကျွန်တော်တို့တော့ကြိုက်တယ်နော်ပြီးတော့သူကဆေးဘဲဝင်နေဆိုရခါမှလည်းကျွန်တော်တို့ကျွန်တော်တို့ကြားဘူးတာပေါ့နော်ဒီဟာစပြီးရင်အိတ်ပြော်တယ်ပေါ့နော်အိတ်လို့ကောင်းတယ်နောက်ဒီဝိတ်ချကြတဲ့လူတွေလည်း တင့်တော်တယ်လို့ကြားဥပါရနော်ပြီးရင်ကျွန်တော်တို့ဒီ seven ကြော့တာလို့ပါတော့ဗောနော်အဲလို seven တန်တဲ့သဘောလည်းရှိတယ်နောက်တစ်ခါဒီ sound twin ရောက်ရင်ကျွန်တော်တို့တော်တော်များများမှာဝင်းချုပ်တဲ့ပြဿနာဗောနော်အဲဆိုဝင်းချုပ်ရင်လေဒီ message ဘူးဒီဘူးလေးအနှဲငယ်ဗောနော်အရွက်ပဲဖြစ်ဖြစ်စားလို့ရှင်သူကဝင်းသွားလာတဲ့ကောင်းတယ်ဗောနော်ကဲဆိုရင်ကျွန်တော်ဒါမယ်ဒလီဘူးပြုတ်ပါပြီနော်အဲ့ကြတော့အဖန်အရန်မကြိုက်တဲ့လူကကြတော့ ခုဒီရေများများထည့်ပြီးတော့ဗောနော်3ချိန်လောက်3ချိန်လောက်ရေလဲပြီးတော့ပြုတ်လိုက်ရင်အပန်တတ်တော်တော်လေးကုန်သွားမှာဖြစ်ပါတယ်ခါးခါးကားလေးဖမ်းမှန်ခါးကားကြိုက်တဲ့လူကြတော့လေကျွန်တော်တို့တစ်ထပ်လောက်ကိုကြက်အောင်လေးပြုတ်လိုက်ဗောနော်အဖမ်းအခါမကြိုက်တဲ့လူကတော့ကျွန်တော်ပြောလို့ပဲ3ထပ်လောက်ဗောနော်ရေ3ကလည်းလောက်လဲပြီးတော့ပြုတ်လိုက်ရင်ဒါအဖမ်းတတ်တော်တော်လေးကုန်သွားပါတယ်ပြီးရင်ကျွန်တော်တို့ရေအေးနဲ့စိန်ထားဗောနော်ကိုတော့ခါနေကြမှာအဲ့ဒီ ရေလေးစစ်ပြီးတော့နော်ရတုပ်ပုံတုံနီးရလဲအမျိုးမျိုးပေါ့ဗျာနော်တချို့ကလဲအာလူသီးလိုပါလို့ထက်တုပ်တယ်ကျွန်တော်ကတော့အဲ့လိုမကြိုက်ဘူးဒါကျွန်တော်တုပ်တဲ့နီလန်းလေးပြောပြမှာနော်ရေအရင်ဆုံးဒါမြေပဲဆန်မြေပဲအကျော်ပေါ့နော်ကျွန်တော်ကကျတော့ကြွတ်ကြွတ်စိမ့်စိမ့်ကိုကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မြေပဲကိုကျွန်တော်ထောင်းမယ်ထောင်းတဲ့အခါမှာလဲကျွန်တော်တို့ဒီငဲ့လူငယ်တွေအတွက်ဆိုရင်တော့လုံးချံခွဲပေါ့နော်လုံးချံခွဲလေးထောင်းလိုက်မယ်အဲ့ဒီလူကြီးတွေပေါ့နော်အ ူးတွေဖွားတွေရောစားမှာဆိုရင်တော့ဒီမြေပဲကိုညက်အောင်လေးထောင်းလိုက်ပေါ့နော်သူကမြေပဲကိုလှော်ထားရင်လည်းရတယ်ကျွန်တော်ကတော့အကျော်ကိုသုံးတာဖြစ်ပါတယ်နော်ပြီးရင်ခုနကသာရေဆက်ထားတယ်ကျွန်တော်တို့မက်ဇလီဘူးကိုထည့်ပြီးတော့ဒီမြေပဲနဲ့ရောပြီးတော့ထောင်းမှာဖြစ်ပါတယ်နော်အကြဝါတာသဘောကျတဲ့လူကတော့ခုနကပြောသလိုပဲတအားကြီးအရင်ကြီးညက်သွားအောင်မထောင်းမနဲ့လုံချမ်းကွဲပေါ့ဗျာနော် အဲအဖိုးတွေဖွားတွေအတွက်ဆိုရင်တော့ညက်တော့အောင်လေးထောင်းပေးလိုက်ပါတော့နော်အဲ့ဒါမှသူတို့စားတာအဆင်ပြေမှာဖြစ်ပါတယ်နော်တံမြေပဲနဲ့မက်ဆလီကိုရော့ပြီးတော့ထောင်းတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ငငယ်လေးတွေကဒါတစောင်းမုံလာပြီးညဆိုရင်ဒါစားခဲ့ကြတာပေါ့နော်အခုချိန်ထိပေါ့နော်ရတာလဲကျွန်တော်တို့ကတော့ကြိုက်တယ်ဗျာနော်ဒီမက်ဆလီကိုတော်တော်များများလဲစားသုံးရပါတယ်နော် အဲအာလူသီးတို့ခုနကပြောလို့ဒီသင်မောသီးတို့တချို့ကလည်းအဲ့လိုကြိုက်တဲ့လူကြတော့လည်းအစုံထက်ပြီးတော့တော့ကျွန်တော်ကအဲ့လိုအစုံမကြိုက်ဘူးဒီစိတ်စိတ်စိတ်လေးကိုကြိုက်တာပေါ့နော်အဲ့ဒါကြောင့်မို့မြေပဲနဲ့ပါဇလီဘူးကိုထောင်းတာဖြစ်ပါတယ်เนาะရောပြီးတော့ထောင်းလိုက်အောင်ပါပဲထောင်းပြီးတော့ကိုကြိုက်တဲ့အနေထားပေါ့ဗျာနော်ကိုကြိုက်တဲ့အနေထားရောက်ပြီဆိုရင်တော့ဒါကကိုပကံများတဲ့ထက်မယ် ထည့်ပြီးရင်ကျွန်တော်ထူး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 ပါမှထပ်မထည့်တော့ဘူးအစိမ့်ရတာလည်းပါသွားပြီပေါ့နော်ပါသွားပြီဖြစ်တဲ့အတွဲပဲမှုန့်ဒီပါတွေလည်းမထည့်ဘူးကျွန်တော်သိပ်မကြိုက်ဘူးနော်အားကြောင့်မို့ကျွန်တော်ကဘာထည့်မလဲဆိုရင်စားထည့်မယ်စားကလည်းဒီအနေငယ်ပေါ့ဗျာနော်ကိုသုံးမဲ့အနေထားနဲ့အပေါငါကတော့ကြိုက်တယ်လို့ထည့်ပေါ့နော်ကျွန်တော်စားအနေငယ်ထည့်တယ်နောက်အချိုမှုန့်ထည့်တယ်အချိုမှုန့်ကလည်းမတည့်တဲ့လူမကြိုက်တဲ့လူဆိုရင်မထည့်ပါနဲ့နော်အဲ့ဒါလေးပြီးရင်ကျွန်တော်ကဘာ ကြိုလောက်ထားလဲဆိုရင်ကျက်သွန်ဖြူနဲ့ဆက်နွဲနဲ့စီနဲ့ပေါ့နော်ကျက်သွန်ဖြူကိုစီချက်လေးလောက်ထားတာဒီမှာဝါဝါလေးနဲ့ကြွကြွလေးဖြစ်အောင်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ကတော့နှစ်စွန်းလောက်ထည့်လိုက်မယ်သူကစီနည်းနည်းလေးများများလေးနဲ့ဆိုရင်ပို့ပြီးတော့အရသာကစိတ်နဲ့ပေါ့နော်ဘဲစီနန်လေးနဲ့ကျက်သွန်ဖြူနန်လေးနဲ့နော်ကျက်သွန်ဖြူလေးများများလေးပေါ့ကျွန်တော်အဲ့လိုလေးထည့်တော့ရင်အရသာကစိတ်စိတ်နဲ့နော်တော်တော်လေးကောင်းတယ်နော်ကဲအဲ့ဒါပြီးရင်ကျွန်တော်တို့ဒါနယ်လိုက်အောင်ပါပဲနော် ဆိုရင်ဒါကเนาะအားလုံးစားလို့ရတယ်လူကြီးလူငယ်မရွေးเนาะအားလုံးစားလို့ရတယ်ပဇွန်ကြောက်တွေပါလေကျွန်တော်ကမထည့်ဘူးသိမ့်မကြိုက်တော့ဒီတိုင်းလေးပဲเนาะအလော့ပေါ့ဗျာเนาะဒီတိုင်းလေးကောင်းတာကတော့ကျွန်တော်တို့ကြက်သွန်ပြူကိုကြက်သွန်ပြူအကြီးကြီးတွေရှိရလေအဲ့ဥ ပါခေါ်တော့ကျက်သွန်ပြူအကြီးကိုကျွန်တော်တို့ခပ်ပါးပါးလေးတွေလှီးပြီးတော့ကြွကြွလေးတွေထည့်ပြီးတော့အပေါ်ကနေဖြူထားရင်လည်းအဲ့အားလေးနဲ့စားရင်လည်းအရင်ကောင်းတယ်နော်ဒါကတော့ကျွန်တော်ကရိုးရိုးကျက်သွန်ပြူကိုထောင်းပြီးတော့စီကျက်သဘောမျိုးပေါ့နော်ကျက်သွန်ပြူများများလေးနဲ့ကြော့နေအောင်ကြော်ထားတာဖြစ်ပါတယ်ပြီးရင်တော့အဲ့ဒီကျက်သွန်ပြူလေးအနှဲငယ်တော့ကျွန်တော်ထပ်ပြီးတော့ထည့်မယ်ဒါဆိုရင်စားသုံးလို့နော်အဆင်သင့်ရပါပြီဗျာနော်စားလို့ရပြီခဏခဏပြောလို့ဆေးပေါင်းတကယ်ခါကျင်ရင်တော့တန်ဖိုးတွေကို 12ခေါက်လောက်ရွတ်ဆိုပြီးတော့မှเนาะစားမယ်ဆိုရင်စေပေါင်းခေါက်မှာဖြစ်ပါတယ်။ကြည့်ကျွန်တော် channel လေးကိုအများအားကြည့်ရှုအားပေးနေတဲ့ကျွန်တော်ပရိသတ်တွေအားလုံးကိုဒူးချင်းတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးကိုစိတ်နှပြားအေးရန်กว่าပြီးတော့เนาะကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒဟုအမြအများဆုံးပြေဝကြပါစေခင်ဗျာ။